ဖိလစ်ပိုင်နိုင်ငံမှာတောက်ကြနေမနေ့ပိုင်းကဒုတိယအကြိမ်အဖြစ်ပြင်းအား9.4ရှိတဲ့ငလင်းတစ်ခုလှုပ်ခတ်ခဲ့ပြီးဆူနာမီ3ပေးချက်တစ်ခုထုတ်ပြန်လိုက်ပါတယ်။ဒီငလင်းဟာမင်ဒါနာအို တောင်ပိုင်းဒေသကိုပဟုပြုတ်ပြီးတော့ပင်လယ်အောက်ကီလိုမီတာ58ခန့်အနက်မှာလှုပ်ခတ်ခဲ့တာအမေရိကန်ငလင်းတိုင်းတာရေးအေဂျင်စီကဆိုပါတယ်။ကိုင်ယူရန်ဒေတာတွေအတွက်အနည်းရှိတဲ့ဆူနာမီနှိုင်းလုံးတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေတာခန့်တွေကိုနေရာမြင့်တွေစီရှေ့ပြောင်းကြဖို့အာနာပိုင်တွေကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့လကုံရက်ကလည်းအင်အား6တသမာ9ရှိတဲ့ငလှင်တစ်ခုဟာလည်းစီဘူးကျုံးကိုဗဟုပြုတ်ပြီးလှုပ်ခတ်ခဲ့ပါသေးတယ်။ဖိလစ်ပိုင်အမျိုးသားမြင်းငလှင်တိုင်းတာရေးအေဂျင်စီကတော့ငလှင်ဗဟုချက်ပင်လယ်အောက်အနက် 23ကီလိုမီတာပဲရှိတယ်လို့ထုတ်ပြန်ပါတယ်။လမ်းတွေအကွဲသွားတာအဆောက်အုံတွေပြိုကျပျက်စီးခဲ့တဲ့ကနဦးတရင်တွေလည်းရရှိခဲ့ပါတယ်။လူတွေကသူတို့ရဲ့နေအိမ်တွေ၊ရုံးခန်းတွေနဲ့အဆောက်အုံတွေထဲကနေထိတ်လန့်တကြားနဲ့ထွက်ပြေးခဲ့ကြပြီးအစိုးရအာဏာပိုင်တွေကငလင်ဘေးတင့်ဒေသခံတွေကိုဘေးလွတ်ရာယာယီခိုလုံရေးစခန်းတွေစီရွှေ့ပြောင်းပေးခဲ့တယ်။ဆူနာမီသတိပေးချက်ကိုတော့ကြေညာပြီး၄နာရီအကြာမှပြန်ရုပ်သိမ်းခဲ့ပါတယ်။ ရလှည်ကြောင့်လူထိခိုက်သေးဆုံးမှုနဲ့ပျက်စီးမှုအတိုင်းအတာကိုထုတ်ပြန်နိုင်ခြင်းမရှိသေးပေမဲ့တပတ်ကျော်အတွင်းမှာပဲအင်အားပြင်းကလေးနှစ်ခုလှုပ်ခတ်ခဲ့တာဖြစ်လို့ထိခိုက်ပျက်စီးမှုများပြားမယ်လို့သတင်းတွေကဆိုပါတယ်ဒီငလင်းတွေမလှုပ်ခတ်ခင်ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖုံးမှုနိုင်၃ခုဆက်တိုက်ဖြတ်တန်းဝင်ရောက်ခဲ့လို့မုံတိုင်းနောက်ဆက်တွဲအကျိုးဆက်တွေကိုအစိုးရကကင်တွယ်ဖြေရှင်းနေရဆဲဖြစ်ပါတယ် ဂျင်းငလင်ရဲ့လက်တလောအကျိုးဆက်တွေကိုတော့ဖိလစ်ပိုင်တောင်ပိုင်းကဒေသခံအစိုးရတွေကတော့တုံ့ပြန်နေကြပြီဖြစ်ပါရဲ့ရှင်။